တင်ပေးတဲ့များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျေဆိုင်တင်ချဲ့နယ်မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တင်တဆမှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တင်တဆမှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြေတားရက်ကန်အပ်ပါတယ်ခင်ဗျာခုရကပရမအုံဆုံးနေတဲ့တင်ဆက်ပေးခြင်းတဲ့တင်ကတော့ဒီရုပ်ရည်အခုညီနဲ့လာချိုးကိုဝင်ရောက်ပြီးတဲ့နောက်စကောင်းစီတောင်ခမ်းမှာတံပြန်ထိုးဆက်ဆင်နေဆိုတဲ့တင်ကိုတင်ဆက်ပေးကြပါမယ်ဒီရုပ်ရည်ကိုညီနဲ့လာချိုးတို့တွင်ဝင်ရောက်လာတဲ့စကောင်းစီဟာ နောင်ချိုတောင်ခံဖက်ကိုပါရာယူရန်တံပြန်ဒိုက်ဆက်ဆန်ကုဆက်ဆင်နေတယ်လို့သိရပါတယ်။လာရှုံးမျိုးရင်းတို့ပြီးခဲ့တဲ့ AP စကုတ်နေနေမှာအချမ်းပတ်စကောင်းစီအုပ်ချုပ်ရေးဖွဲ့ဝင်တချို့ရောက်လာပြီးတဲ့နောက်ရှမ်းမြောက်မှာရှိတဲ့နောင်ချိုတောင်ခံဖက်ကိုပါလှုပ်ရှားခန့်စင်မှာတံပြန်ဒိုက်ဆက်ဖော်ဆောင်ရန်ကြိုးစားနေတယ်လို့စည်ရေးသတင်းရင်းမြစ်ထံမှသိရပါတယ်။စကောင်းစီဟာအပြည့်ရဆဲထားတဲ့ကာလာတွင်ဒေါတာဝုဒီမြေတိုင်နောင်ချိုဘက်ကိုဒုဆက်ဆင်လာပြီးတော့အစိုးပါဒိုက်ဆက်ဟာမကြီးရည်နဲ့နောင်ချိုလေးကိုကြော်လွန်ကာ မဲပုံးရွာမှာခြေပြုတ်တဆွဲမှုတွေပြုလုပ်လာတယ်လို့စီးရဲတဲ့တရင်ရင်ကဆိုပါတယ်။နောင်လင်းကိုချော့ပြတ်ပြီးနောင်ချိုကြီးတိမ့်ပင်လေးကိုရောက်လာရင်တော့ DNL တို့အရန်စိုးရင်ရတယ်လို့တမရတော့မှဖြစ်ပါတယ်လို့စီရီယံဘူကြီးစင်ရောက်ကတုံ့တက်ပြောဆိုထားပါတယ်။စီကောင်းစီကဒေါ်စစ်ကိုနောင်ချိုကြီးတိမ့်ပင်လေးအထိရောက်ရန်ရည်ရွယ်ထားပြီးတောင်ခမ်းမှာဆင်းနေကြုံတဲ့အထိအင်အားပြင်းတဲ့တိုက်စစ်ဆင်လာခြင်းဖြစ်တယ်လို့သိရပါတယ်။တောင်တို့သားလုံလောက်ကြီးတမတော် DNL တပွဲနဲ့ပူပေါင်းဖွဲ့များကလည်းကန်ကြီးဟောဘက်မှတောင်ခမ်းဘက်ကိုပြန်လဲထိန်းချုပ်ရန်ပြင်ဆင်နေတယ်လို့သိရပါတယ်။ ယခုအေဘီဒိုရီယာဘတ်တွင်နောင်ချိုးဆွေမုတ်သောမြောက်ဘက်ကန်ကြီးဝါတဝိုင်းမှာအကြံဖတ်စကောင်းစီနဲ့တင်းနေပြပုံတပွဲတို့ထိတွေ့တိုက်ပွဲတင်းထန်ခဲ့ပြီးတော့စကောင်းစီကစစ်ကြောင်းတစ်ခုခွဲပြီးတော့ဒေါ်ဆစ်ဆင်လာတဲ့အတွက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဒေသခံများထံကသိရပါတယ်။စကောင်းစီကအမန်တီရီနဲ့ညီနိုင်မှုယူပြီးဖြစ်ခဲ့ရဆဲထားတဲ့ကာလတွင်တောင်ခမ်းရဲ့စင်းမျက်နှာမှာပါဆေးရည်ရာဒါဇီယူလာတာကိုတွေ့ရပါတယ်။ဒါပြင်ပြည့်ရက်ကာလမတိုင်ခင်ကတည်းကစကောင်းစီတားဟာနောင်ချိုးမှာရှိတဲ့တင်းလေးတက်စကန်တချို့ကိုပြန်လည်ဒိန်းယူထားပြီး တောင်ခန်းကိုရှမ်းတောင်ပံရဆောင်းမှာပါအင်းအားလုံးရင်းနဲ့ဒုစစ်စင်နေခဲ့ခြင်းဖြစ်ပါလိမ့်။ဆက်လက်ပြီးထမ်းမှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့လာချုံမျိုးမှာ MNDA စုပ်စကောင်းစီအဝင်းမှာအုတ်ချုပ်ရည်ရန်ရပြတ်ပြီးတော့အုတ်ဆိုးပွဲခိုးယုံမှုတွေဖြစ်နေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါလိမ့်။ MNDA စုပ်ခွာပြီးစကောင်းစီတံပြောင်းဝင်လာတဲ့လာချုံမျိုးမှာအုတ်ချုပ်ရည်ရန်ရများပြတ်ပြားနေပြီးတော့လုံနေထိုင်ခြင်းမရှိတဲ့အစားအုံတချို့ကိုလော်တချို့ကဝင်ရောက်ပြီးတော့ပစ္စည်းများခိုးယုံနေကြတယ်လို့သိရပါတယ်။ယခုရုတ်တဖိုင်ဟာလာချုံမျိုးအာထကငါးချောင်းခန်းမှာ ဧပြီလ20ရက်နေ့မနက်ပိုင်းမှာလို့တချို့ကဝင်ရောက်ဖြက်စီးပြီးတော့ပစ္စည်းများတည်ယူနေခြင်းဖြစ်ပါတယ်။လာရောက်ကို MND မသိဖိုက်ခင်ကစကောစီရဲ့တရင်များနဲ့ထုတ်ပြန်ချက်များကိုမကြာခဏတင်ပြပေးခဲ့သူတုံးမှယခုလိုလူမှုကွန်ရက်မှာရိုက်ခိုးဖော်ပြထားခြင်းဖြစ်ပါတယ်။ဗိုလ်တင်ကြီးကိုဖျက်ယူနေတာထိမဲ့သူမရှိတော့ဘူးလို့လာရှုံနှုတ်ကန်တဝူကပြောပါတယ်။ MND ရဲ့မဟာမိတ်များမှာ2024ဩဂတ်လ3ရက်နေ့မှာတိုက်ခိုက်တင်ပိုက်ခဲ့ပြီးအုပ်ချုပ်ရေးရန်ရများလက်ပတ်နေတဲ့လာရှုံမျိုးကို ဒီဥဆုံးရရဲ့ဖီးယားပင်မုန်းတဲ့သူစကောင်းစီတန်ယခုရပိုင်းတွင်ပြန်လည်လွှဲပြောင်းပေးရမှာလည်းဖြစ်ပါတယ်။လာရှုံတို့တို့ချမ်းပဲစကောင်းစီတပ်ဖွဲ့ဝင်များမှပြီးခဲ့တဲ့အေပိလ19ရက်နေ့ကစလို့ဒီဘောလာရှုံပြည်တော်စုလမ်းမှာရှိတဲ့နောင်မောလမ်းမိုင်းမှတဆင့်ဝင်ရောက်လာတယ်လို့ဌာနဆိုင်ရာဝန်ထမ်းတချို့ကလည်းရဲရဲနဲ့လည်းပို့ဆောင်ခဲ့ပါတယ်။အရိယာများမတိုင်မီကအမန်ဒီတပ်ဖွဲ့ဝင်များကစိုးကွာခဲ့ကြပါတယ်။တော်တော်လာချုံမျိုးမှာ MND ရရှိတချို့နဲ့တဖိုးဝင်တချို့တွင်းမြင်နေရတဲ့လို့ဒေသခံများကလည်းဆိုပါတယ်။ MND ဇောကွာသွားပြီးစကောင်းစီပြောင်းဝင်လာတဲ့လာချုံမျိုးမှာ မြန်မာနိုင်ငံဆိုင်ရာတရုတ်ဒေါက်တာမှတင်ရှိထွန်းရောက်ရှိနေပြီးတော့မြန်မာ့ချမီ MNDA တရုတ်နယ်စခေါင်းစီတို့လာချိုးမြို့မှာဒုံပွင့်ဆိုင်ဆုံးနွယ်မယ်လို့လည်းတင်ရရှိပါတယ်။လာချိုးမြို့အုပ်ချုပ်ရေးနဲ့ပတ်သက်လို့တရုတ်ဆိုးရရဲ့ခြေလှယ်နေမှုကိုမနှောဆန်နိုင်တဲ့အချမ်းဖတ်စခေါင်းစီရော MNDA ရောရဲ့ရက်တိမှုဟာရပ်ွက်ကောင်းတယ်လို့ဒေသခံတဝကဆိုပါတယ်။အခုကိုခန်းကလည်းတော့ကွာစခေါင်းစီတက်ကလည်းတရားမှုအုပ်ချုပ်နိုင်တဲ့လာချိုးမှာတရားဝတ်တွေဆုံးမမှုကတော့ယုံကြည်လျာကောင်းမှမဟုတ်တော့ဘူးလို့လည်းကောင်းကဆိုပါတယ်။နောက်တစ်ထပ်မှပြန်ဆက်ပေးခြင်းနဲ့တင်ရင်ကော မြင်းမို့ခန်းတော်ခြေဝါကိုစတက်ကလေးရင်နဲ့ပုံချမှုတွင်အသက်သုံးနှစ်ရွယ်ကလေးငယ်ပါဝင် ပြီးသူငါးဦးတည်ဆုံးဟာမြင်းမို့မှာစတက်ကစကြောင်ထိုးမှုကြောင့်ပီတီရတဦးကြာဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။စကိုင်းတိုင်းမြင်းမို့မြို့နယ်ခန်းတော်ခြေဝါကိုစတက်ကလေးရင်နဲ့ပုံချမှုတွင်ဒုံနှစ်ရွယ်ကလေးငယ်ပါဝင် ပြီးသူငါးဦးတည်ဆုံးပြီးတော့15ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြင်းမို့မြို့မှာပီတီရသတင်းရေးမြစ်ကပြောဆိုပါတယ်။ဧမန်နီအပိလာ၁၉ရက်နေ့မနက်၁၇:၅၅မိနစ်ချိန်မှာမြေမှုမျိုးနဲ့ခန်းတော်ချေးဝါမြောက်ပိုင်းသို့တရဦးမှတက်လာတဲ့ဒိုင်လေးရင်တစ်စီးနဲ့ ပေါင်း150ပုံ၄လုံးဒုံးချီနှလုံးတို့နဲ့ဖစ်ခတ်ခဲ့အောင်အပြင်းမဲ့ပြည်သူမျိုးသား၃ဦးအသက်18နှစ်အရွယ်အမျိုးသမီး၃ဦးနဲ့ဒုံးနေအရွယ်ကလေးငယ်တဦးပါဝင်စုစုပေါင်း5ဦးတည်ဆုံးခဲ့ပြီး15ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။ဒါပြင်အေဘီလာ16ရက်နေ့မနက်9:40မိနစ်ချိန်မြင်းမှုမျိုးမှ17နှစ်ပြည်သူများကအင်းစီက၃စီလိုက်ဖက်က၂စီတို့နဲ့အလကပကျေးဝါနဲ့မဲနော်ကျေးဝါကြားမှာရှိတဲ့စစရေးခဲကိုလျှက်တပြက်ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့်ဒေါ်ရန်ရေဘော့တအူ M60 တနက်တက်လက်နဲ့ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။ ဒါပြင်ယမန်နေ့အပိလာ16ရက်နေ့မနက်တနားရဲ့7မိနစ်ချိန်မှာလဲမြင်းမို့မျိုးမှာစတက်ကဝမ်ပြေချေဝါနဲ့ဘဲခုချေဝါချာမှာရှိတဲ့စစရေးခဲကိုဝင်ရ60ခန်းနဲ့စကြောင်းထုတ်ဝင်ရောက်ခဲ့တယ်တော့သိရှိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့အချမ်းပတ်စကောင်းစီကယာယီပြည့်ရမယ်လို့ကြေညာထားပေမဲ့လည်းတရက်မှာအပြင်းမရဘူးလို့ကယန်ကြီးပြောဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။လက်ရှိမှာအာနာတိန်ချမ်းပတ်စကောင်းစီမှာယာယီအပြည့်ရစဲမယ်လို့ကြေညာထားပေမဲ့တရက်မှာအပြင်းမရခဲ့ဘူးလို့ ကချင်လုံးလေးတမတော် KIA သတင်းပြန်ကြားရေးဌာနတဝန်ကဗိုလ်မှူးကြီးနော်ဘူဟာဆိုပါတယ်။မလေးရန်ဘေးကြောင့်အေပီလာ၂ရက်နေ့မှ၂၀နှစ်နေ့ထိယာယီအဖြစ်ခက်ရက်စဲမယ်လို့စကောင်းစီကကြေညာခဲ့ပေမဲ့လည်းအဆိုပါကြေညာချက်ကိုစကောင်းစီကကိုယ်တိုင်ဆေးဖောက်ပြီးတော့လေချောင်းတက်ခမ်းမှုနယ်မြေပြင်ဒုစစ်စစ်မှုတွေဇက်တိုက်ပြီးလုံးနေတဲ့အခြေအနေနဲ့ပတ်သက်ပြီးဗိုလ်မှူးကြီးနော်ဘူဟာ၎င်းရဲ့ Facebook မှာဒီကနေ့ကချင်ဘာသာစကားနဲ့ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။စကောင်းစောင်းမြောင်းလန်ကိုရင်ညှောထားတဲ့အမည်မာလာလို့တုံ့တုံပြီး အပြည့်ခဲရစေးဟာတရမှာအပြည့်ခဲမရဘဲဂုံဆုံးတော့မယ်လို့ကိုမူချင်းတို့ကရေးသားထားပါတယ်။ဆက်လက်ပြီးတော့ပြည့်ရချောင်းချင်းညာမာလာလက်ခန့်လိုရမာလာလို့ကိုမူချင်းတို့ကမေခွန်းထုတ်ခဲ့ပါတယ်။အချမ်းပတ်စကောင်းစီကယာယီပြည့်ရမယ်လို့ချိန်ညာခဲ့တဲ့နေ့မှာပဲကချင်လိုလက်ရေဖွဲ KIO KIA မှာ EP မြန်မာ20နှစ်နေ့တိခွခွန်ကားကွယ်ချင်းမှာအပါတို့ဆက်စင်တက်ခိုင်းမှုတွေကိုရန်ဆိုင်မယ်လို့ချိန်ညာခဲ့ပါတယ်။အဆိုပါ KIO ရဲ့ချိန်ညာချမ်းမှာစကောင်းစီကိုယ်တိုင်ကလည်း၎င်းတို့ထောက်ပြန်ထားတဲ့ပြည့်ရစေးရေးချိန်ညာချက်ပါအချက်များကိုလိုင်းနိုင်ရန်လိုအပ်တယ်လို့ဖော်ပြခဲ့ပါတယ်။ ထိုကဲ့သို့နှစ်ဖက်အပြေးရဲ့အကျင်းညာထားပေမဲ့အကြံဖက်စကားစစ်ကဗမော်မျိုးပါဝင် KIA နယ်မြေများကိုလေထုံးနဲ့ဒရုန်းလက်နက်ကြီးတိုက်ခိုက်မှုများဆက်တိုက်လုံဆောင်ခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနကအတည်ပြုဖော်ပြထားပါတယ်။ဒါပြင်ဝိုင်မော်မျိုးနယ်လမြန်ချေးဝါကိုမြေပြင်မှထိုးစစ်ဆင်ခြင်းဟာကန်မျိုးနယ်လဝါချေးဝါကိုစကားစစ်ကမြေပြင်မှထိုးစစ်ဆင်ခြင်းများရှိခဲ့တာကြောင့်တိုက်ပွဲများပြိုပွားခဲ့တယ်လို့မူကြီးနယ်ဘူကဆိုပါတယ်။လဝါချေးဝါကိုစကားစစ်တပ်နဲ့မင်းစစ်တပ်ပြည်သူ့စစ်များကထိုးစစ်ဆင်ခဲ့တာကြောင့် AP 14ရက်နေ့မှာ16ရက်နေ့ထိတိုက်ပွဲတွေပြိုပွားခဲ့ပါတယ်။ အရိတိုက်ပွဲမှာစကောင်းစစ်ကလေချောင်းမှအုံပြိုတိုက်ခတ်ခဲ့ပြီးမြေရမားလည်းဒုစဆင်ခဲ့ခြင်းဖြစ်တယ်လို့ဘုံမူကြီးနှုတ်ပေါ်ကဆိုပါတယ်။ဒါပြန်ဆိုပါလဲဝါချေးဝါကိုအချမ်းဖက်စကောင်းစစ်တန်းနဲ့ဗီလိုဆက်များကမီရှိုးခဲ့တာကြောင့်နေရများစွာဖျက်ဆီးခဲ့တယ်လို့ပြောပါတယ်။လက်ရှိမှာစကောင်းစစ်ကကချင်ဒေသတာမကစကိုင်း၊မကွေ၊မန္တလေး၊ကရင်၊ကယင်နီ၊ချင်းရခိုင်ရှမ်းမြောက်အပါဝင်နိုင်ငံတော်မှာလေချောင်းတိုက်ခိုက်မှုတွေစတိုက်ပြုလုပ်နေပြီးတော့၎င်းတို့ကိုယ်တိုင်ချင်းညာခဲ့တဲ့အပြည့်ရဲ့ချင်းညာမှုကိုနည်းစဉ်ချိုးပေါက်လျက်ရှိတယ်လို့တော်လိုင်းတစ်ဖက်များကလည်းပြောထားပါတယ်။ ထိုကဲ့သို့အချမ်းဘက်စကောင်းစီရဲ့လေကြောင်းတက်ခတ်မှုကြောင့်အပြေးရဲ့ခြင်းညာထားတဲ့ကာလာတွဲမှာပင်ဖြစ်သူလူတို့ရာနေချီထိခိုက်တဲ့ဆုံးခဲ့ရတယ်လို့ဒီဇိုင်းရာတော်လိုင်းတဲ့ပွဲများလေကြောင်းတက်ခတ်ခံရတဲ့နေမြေများမှာဒေသခံများရဲ့ထိုးပြန်ပြောဆိုချက်များမှာတွေ့ရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့မန္တလေးအိုးဘိုးထောင်မှာငလျင်တန်းကြောင့်နိုင်ငံရေးချင်းသားချင်းတို့များအပါအဝင်ချင်းသား30ဦးတည်ဆုံပြီးနောက်ဆက်တွဲအခြေအနေစိုးရင်ရတဲ့ဆိုတဲ့တဲ့ငါကိုတင်ဆက်ပေးကြပါမယ်။မန္တလေးအိုးဘိုးထောင်မှာငလျင်တန်းကြောင့်စောအိုများတို့ကြတက်စီပြီး နိုင်ငံရေးအချင်းသားချင်းထုများပါဝင်ချင်းသား30ဦးတည်ဆုံခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးချင်းသားများကွန်ရက်ရဲ့အုပ်ဆောင်ကော်မတီဝင်ကိုတိုက်ထုံးကဆိုပါတယ်။မန္တလေးဦးဘုထောင်မှငလျင်တန်းကြောင့်နိုင်ငံရေးချင်းသားချင်းထုများပါဝင်30ဦးထက်မနည်းတည်ဆုံခဲ့ရတဲ့ပြင်လက်ရှိနိုင်ငံရေးချင်းသားများကိုငလျင်ကြောင့်ပြိုရင်းပြက်စီနေတဲ့ချင်းထောင်ဆောက်အုံများအတွင်ဝင်ရောက်နေထိုင်ရန်တင်းချက်စေခိုင်းနေကြောင်းမလိုက်နာလျင်ထောင်ပြောင်းမယ်ဆိုတဲ့ခြေချောင်းမှုများလှုပ်ဆောင်နေကြောင်းသိရပါတယ်။လက်ရှိမှာချင်းထောင်များမှာကိုကြီးများလိုဝဲနေပြီး ကဘာကူလာတမကအပါဝယ်နိုင်ငံကလူခွင့်ရေးဖွံ့များအနေနဲ့မြန်မာနိုင်ငံချင်းထောင်များထဲမှာနိုင်ငံရေးအချင်းသားများအချမ်းဖတ်ဆေးဟုတ်စုရဲ့ရဆက်စွာဘိနေချမ်းဖတ်မှုအခြေအနေများကိုစင်စမ်းမပြတ်စောင့်ကြည့်ဖိအားပေးချရန်လည်းဖွံ့များကစုပေါင်းတောင်းဆိုထားပါတယ်။စကိုင်းငလျင်ကြီးကြောင့်ထိခိုက်ဆုံးရှုံးမှုအများဆုံးချင်းထောင်ဟာငလျင်တဲ့အများဆုံးထိခိုက်ခံရတဲ့မြို့များဖြစ်တဲ့မန္တလေးမြို့အိုဘိုးထောင်ဖြစ်ပြီးတော့အိုဘိုးထောင်မှာထောင်သွင်းချက်လက်များရငလျင်ကျောက်ထိခိုက်ဒဏ်ရာရရှိသူ280ဦးကျော်ရှိပြီးနိုင်ငံရေးချင်းသား10ဦးနိုင်ငံရေးအချင်းသူ10ဦးပါဝင် အချင်းတူအချင်းသားစုစုပေါင်း35ထပ်မနဲ့တည်ဆုံးခဲ့ပြီးတော့ဒီရမားနဲ့ခုတက်ပုံမှုအများပြားနေတဲ့အခြေအနေတွေရှိနေတယ်လို့သိရပါတယ်။လက်ရှိဒီနေ့ထုတ်ပြန်တဲ့ဒီအနေအဆုံကျွန်တော်တို့အတည်ပြုထားပြီးသားငငယ်ရေးချင်းသားချင်းတူပေါင်းရောင်း20ကျော်အပါဝင်စုစုပေါင်းချင်းတူချင်းသားအားလုံးပေါင်းလိုက်ရင်30ကျော်လောက်ငလျင်ချောင်မို့လို့တက်တည်တည်ဆုံးခဲ့ကြရပြီဖြစ်ပါတယ်။ဒါပြီးတော့မှတည်ဆုံးနိုင်ချေများတဲ့လူတွေလည်းဆက်ပြီးတော့ရှိနေပါတယ်။လက်ရှိမှာခင်းထောင်တွင်ကတည်ဆုံးမှုအရေးတွက်ဟာအတော်လေးကိုမှစိုးရိမ်ရတဲ့အရေးတွက်တစ်ခုကိုပြလာပါတယ်။ဒါကိုပြီးသူတွေအားလုံးနေနဲ့အာယုံဆိုင်ပြီး ိုင်ငံကဖွဲ့စည်းတဲ့အနေနဲ့ကလည်းဒိုးဝဲယုံဆိုင်ပြီးတော့ထိရောက်တဲ့ဂုဏ်ကြီးဆောင်ရွက်မှုတွေလုပ်ပေးချဖို့ကျွန်တော်တို့အဓိကတိုက်တွန်းချက်မှာလည်းလို့ကိုတိုက်ထုံးကဆိုပါတယ်။လက်ရှိအိုဘိုထောင်တွင်းမှာရှိတဲ့နိုင်ငံရေးကျင်းတို့ကျင်းသားများဟာငလျင်ခပ်ပေးကိုအစိုးရစွာထိခိုက်ခံစားချရပေမဲ့လက်ရှိချိန်ထိပြည်တွင်းပြပါနဲ့နိုင်ငံကဖွဲ့စည်းများထက်မှလူသားချင်းစာနာထောက်ထားမှုကိုအကြီးတွေမရရှိကြတဲ့ပြင်ဆယ်အစိုးရရဲ့တရင်မောင်းချထားခံရတဲ့အခြေအနေမှာရှိတယ်လို့သိရပါတယ်။ဒါပြင်ငလျင်တန်ခံစားထားရတဲ့နိုင်ငံရေးကျင်းတို့ကျင်းသားများကိုထောင်ပြောင်းရွှေ့မယ်လို့ချိန်ချောက်ပေးနေမှုများလည်းပြင်းပြထက်တန်ပြုလုပ်လျက်ရှိကြောင်း ပြင်းထန်တဲ့ငလျင်တန်းကြောင့်ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာပြင်းပြင်းထန်ထန်ထိခိုက်ခံစားထားရတဲ့နိုင်ငံရေးချင်းတို့ကျင်းသားများဟာထောင်တွင်းမှာဇေဝါကုသမှုလုံလုံလောက်လောက်မရရှိကြကြောင်းဒါ့အပြင်ချင်းထောင်ဝန်ထမ်းများရဲ့ပြီးနေချိန်ဆမှုတွေကိုပါခံနေရကြောင်းသိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့ AP 21ရဲ့ငလျင်ကောလာဟလဆိုတဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။ခုတလောလူလူချားမှာပြန့်နှံ့နေတဲ့ကောလာဟလတစ်ခုရှိပါတယ်။အဲဒါကတော့လာမယ့် AP 21ရဲ့နေ့မှာမြန်မာနိုင်ငံပါဝင်အာရှနိုင်ငံ၅ခုမှာငလျင်ကြီးလောက်ခတ်မယ်ဆိုတဲ့ကောလာဟလပဲဖြစ်ပါတယ်။ လာမယ့်ဧပြီလ22ရက်နေ့နေ့လယ်ပိုင်းကစလို့မြန်မာနိုင်ငံမှာရှိတဲ့အမျိုးအများစုနဲ့ထိုင်းနိုင်ငံမှာရှိတဲ့မျိုးတိုင်းပြင်မလေးရှားလာအိုနဲ့ကမ္ဘောဒီးယားစားတဲ့နိုင်ငံတွေမှာမြေကလေးတွေလောက်ကမဲ့ဆိုတဲ့အကြောင်း TikTok နဲ့ Facebook လူမှုကွန်ရက်စာမျက်နှာတွေကတဆင့်လူထုချသတင်းပြန့်နှံ့လျက်ရှိတာဖြစ်ပါတယ်။ဒီသတင်းစကားကိုယုံကြည်ကြသူတွေကလည်းအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်လို့ပူပင်တောက်ခါတွေရောက်နေကြတယ်လို့အချင်းချင်းသတိပေးပြောဆိုတာတွေလည်းအများပြရှိနေကြပါတယ်။ဧပြီလ22ရက်နေ့ငလျင်လောက်ကမဲ့ဆိုတဲ့အကြောင်းအရာကိုဂျော့စ်လို့အမည်ပေးထားတဲ့ TikTok အသုံးသူတို့မှာ ဒီကိရမက်ဆလာ30ထင်းနေမှာစတင်ရေးသားခဲ့ခြင်းဖြစ်ပါတယ်။အထက်ပေါ်ပြပါအာရှနိုင်ငံ၅နိုင်ငံကငလျင်တန်းကိုတိတိတတ်တတ်ခန်းစားချရမှာဖြစ်တဲ့ပြင်အစာအိုးတွေလည်းဖြစ်စီဆုံဆုံမှုတွေများနိုင်တယ်လို့ဒီပေးရေးသားလာတာကိုတွေ့ရပါတယ်။အဲ့ဒီရေးသားချက်ကိုဂျိုင်းနဲ့တက်သူအများပြားရှိနေပြီးတစင်ဖြန်းဝေတဲ့မက်ချက်အများဆုံးမှလည်းယုံကြည်ရတယ်လို့ပြောဆိုချက်တွေပို့နေရပါတယ်။အလားတူ shortcut 07လို့အမည်ပေးထားတဲ့ TikTok account မှာလည်းဒီအကြောင်းအရာတွေကိုပေါ်ပြထားတာတွေ့ရပါတယ်။ဒီတဲ့နဲ့ပတ်သက်လို့မိုးလေဝသနဲ့ဆလားပေးတာညချမှု OC ဌာနမှာတာဝန်ရှိသူတွေပြင်ငလျင်ပညာရှင်တွေ လေးလာအဆောင်ကြည့်သူတွေဂျွန်ချင်းသူတွေကထိနိုင်ခြင်းမရှိဘူးလို့တနည်းကျွန်တော်ချက်ညင်းဆိုထားပါတယ်။ငလျင်ဆိုတာတိတိကျကျချုပ်တင်ခံမနိုင်ခြင်းမရှိတဲ့တဘာဝဘေးတစ်မျိုးဖြစ်တယ်လို့လည်းတီးပေးထားပါတယ်။ငလျင်ရဲ့တဘာဝကသူ့ရဲ့လောက်ခနိုင်တဲ့အချိန်ကာလရာသီဆိုတာမရှိပါဘူး။အချိန်မရွေးလုံးနိုင်တဲ့တဘာဝဘေးမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့တိတိကျကျအချိန်တော့ပြောလို့မရပါဘူး။သို့တော်လည်းပဲအင်အားဖြင့်ထန့်ပြီးတော့သူ့ရဲ့ဘဝချက်ကလည်းတိမ်မဲဆိုရင်တော့နောက်ဆက်တွဲအနေနဲ့ကတော့လာနိုင်တဲ့လာလာရှိပါတယ်လို့မောစလာဌာနမြေလင်းဌာနကွဲမှာဒုတိယညွန်ကြားရေးမှူးကပြောဆိုပါတယ်။ ငလျင်လှူရှားနိုင်တဲ့ဒေတာဒါမှမဟုတ်ငလျင်ပြဲ၍ဒီရှိရာဒေတာမှာနေထိုင်ကြသူတွေဖို့ငလျင်တရီအမြဲရှိကြဖို့လိုအပ်တယ်လို့ဒေါက်တာရေမျိုးမင်းတွေကပြောပါတယ်ငလျင်လှူရှားမှုကြောင့်ထိခိုက်ဆုံးရှုံးမှုတွေမရှိရစေဖို့ဂျိုတင်ပြင်ဆင်ထားမှုတွေကိုလည်းပြုလုပ်ထားရမှာဖြစ်ကငလျင်မလုံမီငလျင်လှုပ်စင်တဲ့ငလျင်လှုပ်ပြီးတဲ့အချိန်မှာဒူးလှုပ်ကြရမယ့်အချက်တွေကိုလည်းသိရှိထားဖို့လိုအပ်တယ်လို့ဆိုပါတယ်ငလျင်နဲ့ပတ်သက်လို့မြေတီအချိန်မြေတီနေရာမှာငလျင်လှူရှားမယ်ဆိုတာကိုဒီကနေ့ဒီချိန်ထိကဘာပေါ်မှာမြေတီနိုင်ငံ မိသည့်ငလျင်ပညာရှင်ကမှတိတိပပကြိုတင်ခံမနိုင်ခြင်းမရှိသေးဘူးလို့လည်းဆိုပါတယ်။ငလျင်ကြီးတစ်ခုလှုပ်ပြီးတဲ့နောက်မိနစ်ပိုင်းတွင်နိုင်ပိုင်းတွင်နဲ့ရပိုင်းဒါပိုင်းနှစ်ပိုင်းကာလတည်းအထိနောက်ဆက်တွဲငလျင်တွေဆက်လုပ်တက်တယ်လို့လည်းပြောဆိုထားပါတယ်။ဒါပြင်အမေရိကန်ဘူမီလေးလာရဲ့တင်းရဲ့နောက်ဆက်တွဲငလျင်ကြိုတင်ခံမှချက်မှလည်းအချိန်တစ်နည်းကြာတဲ့အခါဖြင်းအားခုံအထက်ရှိတဲ့ငလျင်ကြီးလုံနိုင်ကြီးခုနှစ်ရက်ခန့်တော့ခင်ရ6ရက်ထက်ရှိတဲ့ငလျင်လုံနိုင်ကြီးက46ရက်ခန့်တော့အင်းအား9ထက်ရှိတဲ့ငလျင်လုံနိုင်ကြီးက68ရက်ခန့်တော့ဒင်းအား၄ထက်ရှိတဲ့ငလျင်လုံနိုင်ကြီးက69ရက်ခန့်တော့ ဒီဟာဒုံးထက်ရှိတဲ့ငလျင်လုံးနိုင်ခြေက69ရာခိုင်နှုန်းဆိုပြီးထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။ဒါကြောင့်အနည်းဆုံးတနေ့ချမယ်ဆိုရင်တော့မှခွန်ထက်ငလျင်ကြီးလုံးနိုင်ခြေက9ရာခိုင်နှုန်းပဲရှိတယ်လို့လေ့လာမှတ်ရပါတယ်။ငလျင်နဲ့ပတ်သက်လို့မြန်မာနိုင်ငံသားမကကဘာရရက်ကပညာရှင်တွေကခံမှန်းတိုင်းတာလေ့လာမှုတွေအမျိုးမျိုးလုံဆောင်ခဲ့ကြပြီးမယ်။ဒီကနေ့ဒီချိန်ထိတိကျမှန်ကန်အောင်ခံမှန်းနိုင်ခြေမရှိသေးဘူးလို့သိရပါတယ်။ငလျင်ပညာရှင်တိုင်းကငလျင်ဆိုတာဟာတခြားသောသဘာဝဘေးလေးလို့ချုပ်တင်ခံမှန်းလို့မရဘူးလို့ဝန်ခံထားပါတယ်။ တိုးတော်လည်းမြန်မာနိုင်ငံမှာလူမှုကွန်ရက်တုံဆွဲသူများကြားမှာတော့ငလင်လုံးမဲ့ခံမှန်းချက်တွေပုံစံမျိုးစုံနဲ့ပြန်လည်လျက်ရှိနေပါတယ်။တဘာဝဘေးနဲ့ရာသီဥတုကြောင့်ဘိုးတုတာနယ်ပါသူတွေကတော့ဒီအကြောင်းအရာကိုယုံကြည်ပြီးစိုးရိမ်မှုတွေလွန်ကဲနေကြပါတယ်။ AP 21ရက်နေ့ကျရင်ငရင်လုံးမဲ့ဒီတစ်ခါလုံးရင်ရန်ကုန်ကအဓိကပါနိုင်တယ်။အရင်တစ်ခေါက်လှုပ်ထားတဲ့ခွန်တသမခွန်ထက်တောင်အင်အားများနိုင်တယ်ဆိုပြီးပြောနေကြပါတယ်။ဒါကိုယုံပြီးတော့နေကအမျိုးတွေကိုပုံဆက်ပြီးတော့သတိပေးထားတာရှိတယ်။ကြိုးဆောင်ထားကြပါလား။ရန်ကုန်မှာမနေနဲ့တော့ဆိုပြီးပြောကြတာတွေရှိပါတယ်။ ကိုကတော့ယုံကြည်မှရှိပါဘူး။ငလျင်းဆိုတာမျိုးကအဲ့လိုဘယ်နေ့ဘယ်ရက်ဘယ်ချင်းဆိုပြီးတိတိကျကျတွက်ချက်လို့မှမရတာ။ဇိုးရင်နေကြတဲ့သူတွေကိုလည်းစာများများပတ်စီကြပါလိမ့်။တဘာဝဘေးတွေနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်မလို့ချောင်းရမျိုးကိုပဲဖြစ်ဖြစ်လေးလာပြီးမှတကယ်နားလေတကြွနေသူတွေကိုချင်းကဲမင်းမြန်ပြီးမှကိုယ့်ရဲ့အသိဉာဏ်နဲ့စင်ချင်းချင်းစားစီကြပါလိမ့်။ဖြစ်နိုင်မဖြစ်နိုင်ဆုံးပြည့်စီကြပါလိမ့်။တရေဆိုတာကတော့ပိုတယ်လို့မရှိဘူးပေါ့။ကြောက်ဖို့မဟုတ်ပဲဘေးရကိုမဆိုတတိလေးနဲ့စမ်းစမ်းဆုံးဖြတ်ဖို့လိုတာပါလို့ရန်ကုန်မြို့နယ်ပြည်သူတို့ကပြောပါတယ်။ လက်ရှိပြန်နေနေတဲ့ခေါ်လာဟလာတွေနဲ့ပတ်သက်လို့ချွန်းချင်းသူတွေကတော့ဒီသတင်းဖြန့်သူတွေကိုတဘာဝဘေးစိမ့်မှခန့်ခွဲမှုဥပဒေပုံမှန်29နဲ့ရေးယူလို့ရနိုင်တယ်လို့ပြောဆိုကြပါတယ်။တဘာဝဘေးရနေဆိုင်ရာစိမ့်မှခန့်ခွဲမှုဥပဒေပုံမှန်29မှာမိသူမဆိုးအများပြည်သူထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်ချက်နဲ့တဘာဝဘေးရနေနဲ့ဆက်လျင်းပြီးမဟုတ်မမှန်သတင်းလွှင့်ကြောင်းပြမှုထင်ရှားမယ်ဆိုရင်အရေးလို့ကိုတနေ့ထက်ပိုတဲ့ထောင်တန်းငွေတန်းသို့မဟုတ်ဌာနရလုံးဖြစ်စေချမှတ်နိုင်တယ်လို့ပြတ်တန်းထားပါတယ်။ဒီလိုတွေအနေနဲ့လဲလူမှုကွန်ရက်ပေါ်ကငလျင်နဲ့ပတ်သက်တဲ့ခင်မြင်ချက်တွေ သုံးသက်ချက်တွေကိုချက်ချင်းမယုံကြည်ဘဲနဲ့ငလင်းဆိုင်ရာသတိပေးထုတ်ပြန်တဲ့ပညာရှင်တွေနဲ့မိုးလေဝသဌာနတွေကိုစောင့်ကြည့်ဖို့လိုအပ်ပါတယ်။သတင်းမီဒီယာတွေကသတင်းတွေကိုလည်းလေးလာပတ်ရှုပြီးသတင်းတို့သတင်းမားတွေကြောင့်ဆိုရင်မူလွန်ခဲ့တာမျိုးတွေမှဖြစ်စေဖို့သတိပြုရမှာဖြစ်ပါတယ်။စာဖတ်သူတွေအနေနဲ့သတင်းတို့သတင်းမားဖြစ်တယ်လို့တန်တရားရှိရမှဖြစ်ဖြစ်မှန်ကန်တဲ့သတင်းဟုတ်မဟုတ်အတည်ပြုမေးမြန်းလို့ရမှဖြစ်ဖြစ်ဘတ်ချက်ကင်ပြုလုပ်ပေးတဲ့သတင်းဌာနနဲ့အဖွဲ့အစည်းတွေရဲ့ပေးချ်မန်နေဂျာကနေတွားရောက်မေးမြန်းကြဖို့တိုက်တွန်းလိုပါတယ်။အဆိုပါကြောင့်ရတဲ့ပတ်သက်လို့မိုးဆက်လာဌာနကလည်း မလီယန်နဲ့ပတ်သက်လို့ဒီရှိလို့တင်များရှိပါကဌာနရဲ့ဖုန်းနံပါတ်တွေဖြစ်တဲ့3963411669နဲ့3963411693တို့ကိုထိုင်ရိုက်ဆက်သွယ်မေးမြန်းနိုင်တယ်လို့ EPLA 16ရက်နေ့မှာထုတ်ပြန်ပြောဆိုထားပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလို့ဆုံးတင်နားဆင်ခဲ့တဲ့တရင်ပိတဲ့များကိုကျေးဇူးတို့ပဲတင်ရှိပါတယ်။နောက်တဲ့ပြင်ပြပါတဲ့တရင်ဒေါ်လိုင်းပတ်တော်သားများရဲ့တရင်များနဲ့တို့ပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။